မြန်မာနိုင်ငံအနေနဲ့ဗမ်မလိုက်နိုင်ငံခြားရေးဝါဒကိုဆက်လက်ကျင့်သုံးမှဖြစ်တယ်လို့ကမ္ဘာတဝန်းတည်ငြိမ်အေးချမ်းရေးအတွက်လည်းမျှော်လင့်တယ်လို့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကပြောကြားပါတယ်ဒီသတင်းကိုခွန်ဖတ်တာတင်ဆက်ထားပါတယ်ရှင်နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ဟာသူ့ရဲ့တရုတ်နိုင်ငံ၅ရက်ကြာချစ်ချည်ရေးခရီးစဉ်တွင်ဩဂုတ်လ16ရက်နေ့ကပေကျင်းမြို့မှာသတင်းထောက်တွေနဲ့တွေ့ဆုံခဲ့ပါတယ်မြန်မာနိုင်ငံအနေနဲ့ဗမ်မလိုက်နိုင်ငံခြားရေးမူဝါဒကိုဆက်လက်ကျင့်သုံးသွားမှာဖြစ်တယ်လို့ တင်ငင်ပြီးအေးချမ်းတဲ့ကဘာကြီးဖြစ်ကြီးအတွက်ပါဝင်ဖြစ်စေပေးဖို့မျှော်လင့်တယ်လို့ပြောပါတယ် I think what we all expect is just better relations all over the world တကဘာလုံးကပုံပြီးကောင်းမှုနဲ့ဆက်ဆံရေးဖြစ်ဖို့အတွက်အားလုံးကဒါပဲမျှော်လင့်နေကြတယ်လို့ကျွန်မမြင်ပါတယ်တရုတ်နဲ့ကျမတို့နိုင်ငံအကြားတရုတ်နဲ့တခြားနိုင်ငံတွေအကြားနောက်မြန်မာနိုင်ငံနဲ့တခြားနိုင်ငံတွေအကြားဆက်ဆံရေးကောင်းမှုဖို့အတွက်ကကျမတို့ရဲ့မျှော်လင့်ချက်ပါ ကမ္ဘာတဝန်းကတည်ငြိမ်ငြိမ်းချမ်းရေးအတွက်ကျမတို့အကူအညီပေးနိုင်ဖို့ကကျမတို့ရဲ့တကယ့်မျှော်မှန်းချက်ဖြစ်ပါတယ်။သူရဲ့ခရီးစဉ်အတွင်းမှာတရုတ်တမ္တချစ်ချင်းပင်နဲ့တရုတ်ဝန်ကြီးချုပ်လီကီချန်တို့နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။မြန်မာနိုင်ငံအနေနဲ့ဗက်မလိုက်နိုင်ငံခြားရေးမူဝါဒကျင့်သုံးရေးမှာအမြတ်တမ်းမအောင်မြင်ခဲ့ပေမဲ့အစဉ်အလာအတိုင်းဆက်လက်ကျင့်သုံးသွားမယ်လို့ဆိုပါတယ်။ Non aligned foreign policy is something that we adopted from the moment we became independent in 1948. So it's nothing new to us. ဗမာနိုင်နိုင်ငံဈာယေမူဝါဒဟာလွန်ခဲ့တဲ့1948ခုနှစ်လွတ်လပ်ရေးရကြတဲ့ကကျမတို့ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီတော့ကျမတို့အတွက်အသည့်အစံတစ်ခုတော့မဟုတ်ပါဘူး။အတက်အကျတွေတော့ရှိပါတယ်။ဒါပေမဲ့ကျမတို့နိုင်ငံကတက်လာတဲ့အစိုးရတိုင်းလဲဗမာလိုက်တဲ့မူဝါဒကိုလိုက်နာဖို့အမြဲတမ်းစ조사နေကြပါတယ်။တခါတလေသူများတွေလိုမှအောင်မြင်တာတွေလည်းရှိပါတယ်။ ဗမ်းမလိုက်တဲ့နိုင်ငံခြားရေးမူဝါဒကိုကျမတို့အနေနဲ့အစဉ်အလာတိုင်းအောင်အောင်မြင်မြင်ကျင့်သုံးသွားနိုင်ဖို့ကိုလည်းမျှော်လင့်ပါတယ်။ဒါ့အပြင်ယုံကြည်မှုတိဆောက်ရေးကိစ္စမှာတရုတ်နိုင်ငံနဲ့ပဲမဟုတ်ပါဘူး။ကမ္ဘာနိုင်ငံတွေအားလုံးနဲ့လည်းရိုးရိုးသားသားပဲဆောင်ရွက်သွားမှာဖြစ်ကြောင်းဒီပုံသေးနည်းဟာရိုးရိုးလေးပဲလို့ထင်ရပေမဲ့တကယ်လည်းတွေ့အကောင့်ထဲပေါ်တဲ့နေရာမှာခက်ခဲတဲ့အကြောင်းလဲဆိုပါတယ်။သူရဲ့တရုတ်နိုင်ငံခရီးစဉ်ကိုပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး နိုင်ငံအကြားဘက်ဆုံးဟာပြူဟာမြောက်ပူပေါင်းဆောင်ရွက်ရေးတိုးမြင့်ဆောင်ရွက်ဖို့ကိစ္စသဘောတူညီမှုရရှိခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ဟာအော်ကိုလာ27ရက်နေ့မုံလွဲပိုင်းမှာတော့ရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ကျန်တဲ့ခွန်ပါတာပါ။